အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်ဟန်ဂီတီနိုင်ငံဘူဒါပက်မြို့ကဝါတာဟွန်ရက်လို့ခေါ်တဲ့ရေတိုက်ကိုသွားတဲ့အကြောင်းဒီဗီဒီယိုထဲမှာပြောမှာပါဒီဘူဒါပက်မြို့ထဲမှာဆိုရင်ဘူဒါရေတိုက်နဲ့ဒီဝါတာဟွန်ရက်ရေတိုက်ဆိုပြီးတော့သူကနှစ်ခုရှိပါတယ်ပေါ့နော်ကျွန်တော်ဒီလောက်ကတော့ဒီနှစ်ခုရှိတယ်အဲဒီမှာဆိုရင်ဒီဝါတာဟွန်ရက်ရေတိုက်က city park လို့ခေါ်တယ်သူတို့အခေါ်ဝေါ်နေဆိုရင်တော့ဘာလို့ silicate လို့ခေါ်တာပေါ့နော်အဲ့ဒီ city park လို့ခေါ်တယ်မြို့တော်ဥယျင်လို့ပဲပြောပါမှာမလားအဲ့ဒီထဲမှာဒါရှိပါတယ်သူကဒါအခုကျွန်တော်တို့အဲ့ဒီရဲတိုက်ကိုတွားနေပါပြီတပင်းနေရာလဲစောင်းဦးဆိုတဲ့ခါကြတော့တော်တော်လှပါတယ်ဘေးကဒါ skate စီမဲကွင်းမှာပေါ့နော် skate စီရမယ်ကွင်းမှာသူစောင်းဦးဆိုရင်တော့နေ့နေ့ကြာလာပြီဆိုအဲ့ဒီနေရာကရေခဲပြင်ဖြစ်သွားတယ်ပေါ့နော် သူကပြီးတော့ရေကူမှခဲပြီးတော့စကိတ်ကွင်းဖြစ်အောင်သူတို့လုပ်ပေးထားပါတယ်အဲ့ဒီမှာလာပြီးတော့မှစကိတ်စီးလို့ရပါတယ်ဒါကအဲရဲတိုက်မှာ ပေါ့နော်ရဲတိုက်ဘေးကဒါရဲတိုက်ကိုပတ်ထားတဲ့ကျုံလိုမျိုးရေခမ်းမှာဒီဟာကဒါကျွန်တော်တို့ရေလိုက်ကိုအပြင်ဘက်ကနေမြင်းနေရတာပေါ့နော်တစ်ရွက်တွေကတော်တော်ကိုလာပါတယ်အဲ့ဒီမှာဆိုရင်နီညိုရောင်တစ်ပင်နေပေါ့နော်ဒါရေလိုက်ရေရှိတာဂျုံပေါ့နော်ဂျုံနေဒါရေလိုက်ကြီးပါ ကျွန်တော်တို့ကဒီနေရာမှာဓာတ်ပုံရိုက်ဖို့စောင့်နေတာပေါ့နော်ဒါရှေ့ရလူတွေကလည်းအဲသူတို့ရိုက်နေတယ်ပေါ့တခြားလူတွေလည်းစောင့်နေတဲ့လူတွေလည်းအများကြီးရှိပါလေဒါကကျုံးမှုမှအနီးကပ်ရိုက်ပြထားတာပါခုနကကျွန်တော်တို့မြင်ခဲ့ရတဲ့ဒီခြေခဲပြင်စကိတ်စီကွင်းကလည်းအဲ့ဒါပါလေဆိုကျုံးမှုမှပိတ်ပြီးတော့မှသူလှုပ်ထားတာပါနွေရာသီဆိုရင်တော့အဲ့ဒီနေရာက လေဒီပါလေလော်လို့ရတယ်ပေါ့နော်ဒါနိုင်ငံသားတွေဒီနေရာကို ဘူရာပက်မြို့ကိုလားလေတယ်ဆိုရင်ဒီနေရာကအဲတွားကိုတွားရမယ်နေရာတစ်ခုပါအပြင်မှာဆိုရင်လည်းတော်တော်လှပါတယ်ဘောနော်ဒါကကျွန်တော်တို့ဒါရဲတိုက်ထဲကိုစပြီးတော့မှဒါဝင်းနေပါပြီသူကတာဝါနှစ်ခုကလည်းပုံစံမတူဘူးဘောနော်ရဲတိုက်ထဲမှာဆိုရင်ဒါအဲပြတိုက်နှစ်ခုတောင်မှရှိပါတယ်ဒါပေမဲ့ဒီပြတိုက်နှစ်ခုတော့ကျွန်တော်တို့ဒီပြတိုက်နှစ်ခုတည်းဝင်တော့မကြည့်ဘူးဘောနော်ဒီမှာဆိုရင် ဘုရားကျောင်းနေလည်းရှိပါတယ်ဒီရှိမှဒါကျွန်တော်တို့ကဒီနေရာမှာလည်းဒါဓာတ်ပုံရိုက်ဖို့ရာစောင့်နေတာပေါ့နော်လူတွေကအဲတော်တော်ကိုများပါတယ်ဒါတော့မှဒါအားလည်းရမဟုတ်ဘူးပေါ့နော်အားလည်းရမဟုတ်တာတော့မှလားလေတဲ့လူတွေရှိပါတယ်ဒါရဲတိုက်မှရှိတဲ့ဂျုံနေသူ့ရဲ့ဒါတကားပေါ့နော်ဒီကတော့ကျွန်တော်ရဲတိုက်အတွင်းထဲကိုရောက်ပါပြီဒီဟာသူ့ရဲတိုက်တကားမှဆိုရင်အဲ့ဒီပန်းပန်းမင်းပေါ့ ဘယ်လိုပြောရမလဲစပြစ်ပင်လို့ဟာမျိုးကသူကအဲတွေ့ပြီးတော့မပေါက်နေတယ်အဲ့ဒါကိုကျွန်တော်ရိုက်ပြထားပါဒါရဲလိုက်ထဲကအဲနောက်ထပ်တာဝါတစ်ခုပါဒါရဲရဲ့ထဲအဆောက်အုံနေပေါ့နော်ဒီဘက်မှာကချက်ချောင်းတစ်ခုရှိပါတယ်ဒီချက်ချောင်းပေါ့နော်ဒီချက်ချောင်းကတော်တော်လေးကိုမှာကိုသူတို့လက်ရမြောက်ပါတယ်အဲ့ဒီချက်ချောင်းရဲ့အမူအခုံပါဆိုရင်ဒီသူတို့ဘာသာရေးမှာရှိတယ်ပေါ့ သူတော်စင်ကြီးရဲ့ပုံကိုဒါထွင်းထုတ်ထားပါတယ်ပြီးတဲ့အခါကျတော့ခြင်းသေးရုပ်လည်းရှိပါတယ်အဲ့ဒီခြင်းသေးရုပ်ကတခြားအာတွေ့ဘူးတဲ့ခြင်းသေးရုပ်တွေနဲ့မတူဘူးပေါ့တော့ဒါ check ကြောင်းမှာဒီဘက်ကဒါခုနကကျွန်တော်ပြောတဲ့ဒါပြတိုက်ပေါ့နော်ပြတိုက်ထဲမှာ तू ဝင်လို့ရပါတယ်အားလည်းရက်တွေဆိုရင်တော့ तू อ่ะဒါ free ပါဒီအားကရက်တွေထဲမှာတခြားလူတွေလည်းအဲဒါရှောက်သွားပြီးတော့မှကြည်နေတာပေါ့နော် ကျွန်တော်တို့ကလည်းဒီအခုကချက်ချောင်းတွေကိုဝင်မလို့စောင့်နေရပါဒါချက်ချောင်းရဲ့အပြင်ဘက်ကနေမှဒါရိုက်ပြထားတာပါဒီချက်ချောင်းကတော့အဖရီဝင်လို့ရပါတယ်ဒါအနိကက်ကြီးရဲ့ဆိုရင်တော်တော်လက်ရမြောက်ပါတယ်ဒါခုနကကျွန်တော်ပြောနေတာချင်းသေးပုံပါသူဒီမှာဆိုရင်သူအအလားစင်ထားတာပေါ့နော်သူတို့ဒါအင်္ဂလိပ်လားဘာလားတော့မသိဘူးပေါ့အကောင့်မျိုးစုံနေပေါ့ဒီဒဏ္ဍာရီလားလိက်ဆန်နေရောပြီးတဲ့ခါကျတော့တိုင်တစ်ခု ကြီးတစ်ခုချင်းစီမှာကိုသူတို့ဒါအပုံဖော်ထားတာကဒါမတူပါဘူးပေါ့ဒီဟာအဲချက်ချောင်းရဲ့အပြင်ဘက်ကိုကျွန်တော်တို့ပြန်ပြီးတော့မှအဲထွက်လာပြီးတော့ဒီရဲရိုက်ထဲမှာပဲရိုက်ပြထားတာပါချက်ချောင်းထဲမှာကျတော့လူတွေအယမ်းများလို့ဒါမရိုက်ခဲ့ပါဘူးပေါ့နော်ဒီဟာကဒါသူကအဲဒီရဲလိုက်ကကျွန်းလေးမှာရှိတဲ့ပုံစံမျိုးရှိနေဖြစ်နေပါလေကျွန်းလေးပေါ်မှာပေါ့ပပလေးက အဘေးကကျုံဆိုတဲ့ခါကျတော့တရားကဒီထဲဝင်မယ်ဆိုရင်ဒါသူက၃ဆင်းရှိတယ်ဗောနော်ဒီဟာကရေးတိုက်ထဲကအပန်းချံလို့ခေါ်မလားစောင်းဦးဆိုတော့တိရွက်တည်းကတော်တော်ကိုကျွေးနေပါလေကျွန်တော်တို့လည်းဒီမှာဒီတိရွက်တည်းနဲ့ဓာတ်ပုံလာရိုက်တာပါသူကဒါဒါရေးတိုက်ထဲကမျက်ခင်းမြင်ဗောနော်ဒီမှာခုနပြတဲ့နေရာမှာဆိုရင်တခြားတစ်ဖက်ကအဲ ုံပုံစံမျိုးရှိပါတယ်ဒါပေမဲ့အတွင်းထဲကနေကြီးလိုက်တယ်ဆိုရင်တော့သူရေကန်လို့အော်ထင်ရတာပေါ့နော်ဒီအားကဘေးကဒါရေးလိုက်ဘေးကဒါကျုံမှာဒီမှာတိရွက်တီလဲကျွေပြီးတော့မှတော်တော်ကိုမှကိုဒီလှပါတယ်ဒါတိရွက်တီကလည်းအဝါရောင်လည်းရှိတယ်အဲဒီနီညိုရောင်လို့ပြီးတော့အဲရွှေရောင်လို့ပေါ့နော်အဲ့ဒါမျိုးရှိပါတယ်အဓိကကတော့ဒီမှာ maple ပေးနေပါသူကဒီရေးလိုက်ထဲမှာ အခုနကျွန်တော်တို့မြင်ရတဲ့လူမျိုးပေါ့ရုပ်ထုတွေပေါ့ဒါနာမည်ကြီးတဲ့ရုပ်ထုတွေအဲအခုအဲ့မှာချစ်ကြည့်ပါနာမည်ကြီးတဲ့လူရဲ့အဲလူတွေရဲ့ရုပ်ထုပေါ့ပြီးတဲ့အခါကျတော့သူတို့ရဲ့အဲဘယ်နှခုနှစ်ကနေဘယ်နှခုနှစ်တည်းအသက်ရှင်ခဲ့တယ်ပေါ့အဲ့ဒါကိုမှရေးထားပါတယ်ဒါကနောက်ထပ်ဝင်တဲ့တခြားတစ်ဖက်ကဝင်လို့ရတဲ့တရားပါဒီမှာဆိုရင်မိုးပြန်ပူပေါင်းလည်းရှိပါတယ်မိုးပြန်ပူပေါင်းငှားပြီးအဲ့ဒီမှာစီးလို့ရတယ်ပေါ့နော်သူတို့ငွေနဲ့ဆိုရင်ဒါ 8000တော့ပေးရပါတယ်မြန်မာငွေနဲ့ဆိုရင်တသိန်းကျော်မှာပါဒါကဒီကျုံထဲမှာပေါ့နော်ကျုံဆိုရင်မကြီးတော့မဟုတ်ပါဘူးသူကအိမ်မှာဆိုဘဲတွေအဲကူးနေတာပါဒီဟာကဒါရေးလိုက်တဲ့အဆောက်အဦမှာခုနကပြောသလိုပဲဒါစပြစ်နွယ်တွေနဲ့တက်နေတယ်ပေါ့နော်ဒါပေမဲ့သူတို့ကဒါကိုမရှင်းပါဘူးဒီမှာကျတော့ဒါကအာဘီတုကလည်းရတခုလိုဖြစ်နေတာပေါ့ဒီမှာလည်းဒါသူတို့နိုင်ငံကနာမည်ကြီးတဲ့ဒါလူတယောက်ရဲ့အဲအထိမ်းမှတ် အခြေရုပ်ထုကိုလုတ်ထားတာပါဒီဟာကရဲတိုင်းရဲ့နောက်ကျောလို့ပြောရမှာပေါ့နော်ဒီမှာဆိုသူတို့ရဲ့ဘီတုကာကိုကြည့်ကြည့်ပါဒီလိုမျိုးတာဝါပေါ့ဒီလိုမျိုးတာဝါပုံစံကကျွန်တော်မြင်တာတော့သူ၄ခုရှိပါတယ်ဒါကျွန်တော်တို့ကဒီရဲတိုင်းကိုဒါတစ်ပတ်ပတ်ပြီးတော့မှကြည့်နေတာပေါ့နော်ဒီအရတာလူတွေအများကြီးတပ်ပုံရိုက်တဲ့အဲနေရပါဒီမှာဆိုရင်တပင်းနေအချောင်းမတူတဲ့ တစ်ပင်သုံးပင်ဆုနေရပေါ့နော်ပထမတပင်ကလိမ်မော်ရအောင်ပေါ့ဒီအပင်မှာပြီးတော့ဂျားတဲကအပင်ကညီညူရအောင်ပေါ့ပြီးတော့ဟိုဘက်ကအပင်ကကြတော့အဲအဝါရအောင်အဝါရအောင်အဝါရအောင်တိရွက်တွေပေါ့နော်အဲ့လိုမျိုးရှိနေဆိုလူတွေကအဲဒီနေရာမှာအဲကျွန်တော်ပြန်ရိုက်ထားပါပြန်ရိုက်ပြထားပါလေလူတွေဒီနေရာမှာတပုံရိုက်ဖို့ရစောင့်နေရပေါ့နော်ကျွန်တော်တို့လေဒါလူရှင်းတာကိုစောင့်နေရပါဒီနေရာမှာတပုံရိုက်ခြင်းလို့ ်တခြားလူတွေကလည်းသူတို့ကိုရိုက်ခိုင်းလို့ရိုက်ပေးရပါတယ်ဒါဒီခုနကပြောတဲ့ဒီအပင်သုံးမင်းပါပေါ့အပင်အရာအရာမတူတဲ့အပင်သုံးမင်းကတနေရာထဲမှာသူရှိနေပါတယ်သူစောင်းတွင်းဆိုရင်လေဒီနေရာရေဒီအကုန်လုံးခဲသွားတာပေါ့နော်ဒါကျွန်တော်တို့ကရေတိုက်ထဲကနေအဲပြန်ပြီးတော့မှထွက်လာပါပြီပေါ့နော်ဒီတံတားကို ဖြတ်ပြီးမှဒါထွက်လာပြီးတော့မှကျွန်တော်တို့နောက်ထပ်အဲတခြားတနေရာကို ပြန်သွားမှာပါဒီဟာကပြန်ပြီးတော့မှထွက်လာပါပြီခုနကဝင်ခဲ့တဲ့နေရာကနေပဲပြန်ထွက်မှာပါဒီမှာဆိုရင်ဒါကျွန်တော်ထွက်တဲ့နေရာကိုရောက်ပါပြီဒီပန်းညံကြီးတစ်ခုလုံးမှာပေါ့ခုလိုမျိုးဒါရုပ်ထုတွေရှိပါတယ်သူတို့ဟန်ဂေရီမှာပွဲတွေပါတယ်ရှိတယ်ပွဲတွေပါတယ်ကျင်းပခြင်းတယ်ဆိုရင်ဒီပန်းညံကြီးရဲ့မှာလာပြီးတော့မှအဲလောက်ကြပါတယ် ဒါဆိုဒါရေပန်းပေါ့နော်ရေပန်းအခုတော့ရေမရှိဘူးပေါ့ဒီမှာရုပ်ထုတွေဒါကဘာလို့ရှီလီကတ်လို့ပြောတဲ့ခုနကကျွန်တော်ပြောတဲ့ပန်းညံကြီးရဲ့မြေပုံမှာပေါ့ဒီနေရာမှာတိကျဆန်ဦးရေးနေလဲရှိတယ်ပြီးတော့အာစကိတ်ရှော့စီကွင်းတို့စားတောက်ဆိုင်တို့အကုန်ရှိပါတယ်ဒီဟာကတော့သူတို့ရေပူစမ်းထွက်ပြီးတော့ရေပူစမ်းထွက်ပြီးတော့မှရှီချိုးလို့ရတဲ့နေရာပါဒါဟန်ကီဒီမှာတော်တော်နာမည်ကြီးပါတယ်ဒါအာစိန်ချင်းကြီးရေပူစမ်းပေါ့နော်ရေပူစမ်းနဲ့ ချိုးလို့ရတယ်ဒါနေရပါအလုံးမေးလိုက်ကြည့်ပြီးဒါခြေစူးအများကြီးတင်ပါတယ်